မြန်မာအရေးဖြည့်ရှင်ရေးအတွက်အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံကလုတ်ဆောင်ခဲ့သည့်လမ်းကြောင်းကိုအခြေခံ၍ဆက်လက်ကင်ရွယ်သွားပြီးဟုအာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်နိုင်ငံချားဝန်ကြီးကပြောပါရယ်မြန်မာအရေးဖြည့်ရှင်ရေးအတွက်အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံကလုတ်ဆောင်ခဲ့သည့်လမ်းကြောင်းကိုအခြေခံ၍ဆက်လက်ကင်ရွယ်ဆောင်ရွက်ပြီးဟုအာဆီယံဥက္ကဋ္ဌတဲ့ဖိလစ်ပိုင်နိုင်ငံချားဝန်ကြီးကပြောပါရယ်သတင်းစာရှင်းလင်းပွဲတွင်၎င်းကအထက်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပြီးအာဆီယံဥက္ကဋ္ဌအသစ်အနေဖြင့် အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံ၏လုပ်ငန်းစဉ်များတိုင်းဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းအထူးသဖြင့်စစ်တပ်ကပြုလုပ်မည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍ကံတွေဖြည့်ရှင်းမည်ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုပါသည်လက်ရှိကြီးမားချက်ကတော့မလေးရှားကအရင်နှစ်တွေမှာလုဆောင်ခဲ့တဲ့လမ်းကြောင်းကို အခြေခံတိစောက်မှာဖြစ်ပါတယ်မလေးရှားကထိတွေ့ဆက်ဆံမှုပေါင်း190လောက်လုဆောင်ခဲ့ပြီးမလေးရှားကလုဆောင်နိုင်ခဲ့တဲ့အရာတိုင်းကိုဖိလစ်ပိုင်ကလုဆောင်နိုင်မှာမဟုတ်ပါဘူးကျမတို့အနေနဲ့ထူထောင်ပြီးသားလမ်းကြောင်းပေါ်မှာဆက်လက်အလုပ်လုပ်သွားမှာပါ အဲ့ဒါကတော့ဖိလစ်ပိုင်ရဲ့အမြင်နဲ့ယက်တီချက်ပါဟုဖိလစ်ပိုင်နိုင်ငံဂျိုင်းဝန်ကြီးကပြောဆိုပါတယ်စစ်တပ်ရွေးကောက်ပွဲနဲ့အာဆီယံတွင်ရေရှည်ထူးတန်တမာထားရှိရေးကိစ္စများကိုလာမည့်ဇန်နဝါရီလတွင်ကျင်းပပြီးအာဆီယံနိုင်ငံဂျိုင်းဝန်ကြီးများအစည်းအဝေးတွင်ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်းသူမကပြောဆိုပါတယ်လက်တလောအာဆီယံအုပ်ထမလေးရှားနိုင်ငံကမြန်မာစစ်တပ်ကပြုလုပ်မည့်ရွေးကောက်ပွဲသို့အာဆီယံဖွဲ့အနေဖြင့်လိလစောင့်ကြည့်သူစေလွတ်မည်မဟုတ်ကြောင်းတရားဝင်ထုတ်ပြန်ပြောဆိုထားပါတယ်ကျိုးပင်ကောက်မြုပ်နယ် မြို့နယ်လေချောင်း Yeskins ကောင်ကိုဝင်ရောက်တိုက်ခိုက်မှုကြောင့်စစ်တပ်ဖက်မှနှစ်ဦးသေဆုံးကြောင်းသိရပါတယ်။ဘကူတိုင်းကျိုးမင်ကောင်းမြို့နယ်မြို့နယ်ချောင်း Yeskins ကောင်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်တပ်ဖက်မှနှစ်ဦးသေဆုံးခဲ့ကြောင်းတရင်38တုံရက်တက်ခွဲငါတာဝန်ခံဗိုလ်မှူးတီးကပြောပါရတယ်။နိုဘာလာ18ရက်နေ့နာနဲ့အစောပိုင်း၄နာရီကတွင်ကျိုးမင်ကောင်းမြို့နယ်ရှမ်းကွင်းကျေးရွာအုပ်စုရှိမြို့နယ်ချောင်း Yeskins Gate ကိုကိုရိုနာရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ထိုတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်တပ်ဖက်မှမျက်မြင်နှစ်ဦးတေဆုံးခဲ့ပြီးစစ်တပ်ကင်းဘုံနဲ့လည်းတိုက်ခတ်မှုထပ်မံဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ကျွန်တော်လက်နက်တွေတော့တင်းစီရမိတာမရှိဘူး။အဲဒီရဲကင်းမှာစစ်ခွေး၅កောင်ပဲရှိတယ်လို့သတင်းရပြီးဝန်တိုက်တာ။စစ်ခွေးကင်းဘုံနဲ့ပါထပ်တိုးလို့တန်လဲဆွတ်ခွာခဲ့ရတယ်။ကျွန်တော်လက်နက်ငယ်တွေနဲ့ပဲဝင်ရောက်စီးနှံတိုက်ခဲ့တာပါ။စစ်ခွေးမျက်မြင်နှစ်កောင်တေဆုံးပါတယ်ဟုတ်။တရင်38သွင်းရတဲ့တခွဲ၅တောင်ဝန်ခံကပြောပါရတယ်။အဆိုပါတိုက်ခိုက်မှုကို ဒါဝရီခီယန်တရင်၃၈၃၁တက်ခွဲ၅မှာရဲဘော်များကလုဆောင်ခဲ့ခြင်းဖြစ်ပြီးအထက်အခက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါဗျ။တောင်တာနဲ့ပလဲမြုံနယ်တို့တွင်တက်ပွဲများဖြစ်ပွားပြီးစစ်တပ်ဖက်မှ၁၁ဦးတေဆုံးကြောင်းသိရပါဗျ။မာလီတိုင်းတောင်တာမြုံနယ်တွင်အကြမ်းဖက်စစ်တပ်တပ်ဆွဲထားသောနေရာနဲ့စစ်ကြောင်းကိုတိုက်ခိုက်ရာစစ်တပ်ဖက်မှ၁၀ဦးတေဆုံးခဲ့ကြောင်းတောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ Scorpion PDF မှတာဝန်ရှိသူတဦးကပြောပါရယ်။နိုဘာလ9ရက်နေ့ နနက်9:00နာရီကျော်ကတွင်တောင်သာမြုပ်နယ်တွင်ရှိမြင့်ကြံညာဦးဘုတ်ကူလမ်းပိုင်းဓမိုက်တာဂျေးရွာတွင်တဆွဲပြီးပြည်သူများကိုအနိုင်ကျင့်နှိပ်စက်တပ်ဖြတ်ခြင်းအဓမ္မပေါ်တာဆွဲခြင်းလှုပ်ဆောင်နေသောမြင့်ကြံတီတာကြီးမှုပြူစောတိအဖွဲ့နှင့်အချမ်းပစစ်ကောင်စီတပ်တို့ပူးပေါင်းထားသောအင်အား60ခန့်ကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုတွင်အချမ်းပစစ်တပ်ဖက်မှ5ဦးသေဆုံးက၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားပြီးနောက်မြင့်ကြံဘက်မှတက်ကူလာသောအချမ်းပစစ်သားများက မင်းကျူရွာနဲ့ဂျာဘူရွာတို့ကိုဝင်ရောက်မှုနှောက်ပြီးဂျာဘူရွာမှပြည်သူ15ဦးကိုအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရပါတယ်။နိုဘာလ9ရက်နေ့မွန်လွဲစစ်နိုင်ခန့်တွင်တမိုက်သာဂျေးရွာရှိစစ်တပ်ဂိတ်စခန်းကိုတွန်လှန်ရေးတပ်ဖွဲ့များကထပ်မံတွားရောက်တိုက်ခိုက်ရာအကြမ်းဖက်စစ်တပ်ဖက်မှ3ဦးသေဆုံးပြီး4ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ယင်းနေ့တွင်မြင်းကြံတောင်သာလမ်းပိုင်းကိုအကြမ်းဖက်စစ်တပ်ကအင်အား300ခန့်ဖြင့်စစ်ကြောင်းထိုးလာ၍တောင်သာမြို့အနောက်ဘက်ရှိ တန်လန်းဂိတ်ကိုတော်နိုင်တက်ဖွဲ့များကဝင်ရောက်တိုက်ခတ်ခဲ့ရာစစ်သား2ဦးထပ်မံတည်ဆုံးခဲ့ပြီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။စစ်ခွေးတွေတပ်ဆွဲထားတဲ့ဂိတ်စကောင်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။တိုက်ခိုက်မှုအတွင်းစစ်ခွေး10កောင်တည်ဆုံးပါတယ်။သူတို့တော်နိုင်တက်ဖွဲ့တွေတော့အထူးအခိုက်မရှိဒဏ်လည်းဆုတ်ခွာနိုင်ခဲ့ပါတယ်ဟုဒေါက်တာမြို့နယ်ပြည်သူ့ကော်ပိုရိတ်အဖွဲ့ Scorpion PDF မှတာဝန်ရှိသူကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတောင်တာမြို့နယ်ပြည်သူ့ကော်ပိုရိတ်အဖွဲ့ Scorpion PDF ညာဥခရံတရင်အမှတ်9နဲ့မြင့်ကြံခရံတရင်အမှတ်3တို့ကပူးပေါင်းလှုပ်ဆောင်ကြခြင်းဖြစ်ကြောင်းတည်ရပါတယ်။တောင်သာမြို့နယ်တွင်လက်ရှိအချိန်တွင်စေတဲမာနေသောကြောင့်အချိန်မွေးတက်ပွဲများဖြစ်ပေါ်လာနိုင်၍ပြည်သူများသတိပြုသွားလာနေထိုင်ကြပါရန်မြစ်တရက်ခံလို့ကြောင်းတောင်သာမြို့နယ်ပြည်သူ့ကပွဲအဖွဲ့ Scorpion ပြည်တဲ့မှတာဝန်ရှိသူကဆက်လက်ပြောဆိုပါတယ်။အလားတူစကိုင်းတိုင်းပလဲမြို့နယ်မင်းတိုင်ပင်နဲ့နောကန်ကြားရှိအချမ်းပဲစစ်တပ်ထိုင်ချတဆွဲထားတဲ့ကာကင်းဂိတ်ကိုဝင်ရောက်တိုက်ခိုက်မှုတွင်စစ်သားတအုပ်တည်ဆုံးခဲ့ကြောင်း ရင်းမပင်ခရိုင်တရင်လေးမှတာဝန်ရှိသူတူကပြောပါရယ်နိုဘာလာ၁၈ရက်နေ့နနက်၉နိုင်ခန့်ဝင်းကျင်ပလဲပြုံနယ်မင်းတိုင်ပင်နဲ့နှောကန်ကြားရှိအချမ်းဘတ်စစ်တပ်ထိုင်ကြတပ်ဆွဲထားတဲ့ကာကင်ဂိတ်ကိုရင်းမပင်ခရိုင်ဘူဝါ၄၈အမှတ်လေးတရင်မှရဲဘော်၃ဦးကရှောင်းကင်ဝင်းရောက်ပြစ်ကတ်တိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုတွင်အချမ်းဘတ်စစ်တပ်ဘက်မှစစ်သားတဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူများကြောင့်တော်လိုင်းရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါရယ်ခွေးတကောင်ကျသွားတာကိုတော့တွေးလဲရပါရယ် စစ်ခွေးတွေထိုင်တဆွဲထားတဲ့ကာကင်ဂိတ်ပါကာကင်မှာစစ်ခွင်းအင်အား၅ဦးလောက်ပဲရှိပြီးမလမကမှာစစ်ခွေးအများပြားကလှမ်းပစ်လို့တနောက်ကောက်ခွင့်မရခဲ့ပါဘူးရင်းမပင် KI တိုင်ရဲ့၄မှတာဝန်ရှိသူကပြောဆိုပါတယ်ဖာနဲ့မော်လမြိုင်ခီးစင်များတွင်မရောက်နိုင်ကဘီနယ်အစိုးရများကတဲခင်းဧကခံတော့ရေရေတွေလက်ဖက်အချိုပွဲနဲ့အစားတောင်များကိုလုံးဝမတို့မထီမစားပဲကိုပိုင်ရေဘူးနဲ့အစားတောင်များကိုသာယူဆောင်စားတောင်ကြောင်းတည်ရပါတယ်ခရင်ပြည်နယ်ဖာမြို့နယ်နဲ့ မွန်ပြည်နယ်မွန်လမြိုင်တို့တွားရောက်သည့်ခီးစင်များတွင်အကြမ်းဖက်မရောက်နိုင်ကတက်ဆိုင်ရာပြည်နယ်ဆိုးရွားဘက်ကပြင်ဆင်တည်ခင်းအခါတော့ရေရေတွေလက်ဖက်အချိုပွဲနဲ့အစားတော်များကိုလုံးဝမတို့မထီမစားတော့ပဲ၎င်း၏ကိုရီးအရာရှိဘက်ကပြင်ဆင်ပြီးတော့ကိုပိုင်ရေဘူးပါရေနဲ့အစားတော်များကိုသာယူဆောင်စားတော့ကြောင်းအဆိုပါခီးစင်တွင်မရောက်နိုင်တဲ့တွေ့ဆုံခွင့်ရခဲ့သောဌာနဆိုင်ရာတရင်ရှင်းများကပြောဆိုပါတယ်အကြမ်းဖက်မရောက်နိုင်ကနိုဘာလ15ရက်နေ့ဂရင်ပြည်နယ်ဖမ်းမြို့တို့၎င်း နော်ဘာလ16ရက်နေ့မော်လမြိုင်မြို့သို့၎င်းတွားရောက်ခဲ့ပြီးဌာနဆိုင်ရာတွေ့ဆုံပွဲများမြို့ကိုကြီးကြီးစစ်ဆေးမှုများလို့ဆောင်ခဲ့ကြောင်းထို့သို့လုံဆောင်ရာတွင်မရောက်နိုင်ကတက်ဆိုင်ရာပြည်내ဆိုးရွားဖွဲ့ကတည်ခင်းပေးထားသောတောက်ရီလက်ဖက်ရင်းတွေအချို့ပွဲနဲ့အစားတောင်များကိုလုံးဝမစားတော့သည့်ပြင်တူရီချင်းတော်မပြုလို့ကြောင်းအချင်းတတော်များတွင်ထင်ရမြင်ရကိုမရောက်နိုင်ကရှောက်ပြောနေခဲ့ပြီးပြေဆုံးပွဲများတွင်လည်းအ ਨੇ ဆုံးတနိုင်ကျော်ကြောင်းမရက်မနာတူတဲ့ပြောဆိုမှုများလို့ဆောင်ခဲ့ကြောင်းသိရှိရပါသည် သူ့ရှိမှရေရင်းနှွေးခွင်မြန်မာဘုံနဲ့လက်ဖက်အချိုးပွဲတွေချထားတယ်။သူတခြားလုံးစကားပြောတယ်။တနားကျော်လောက်ကြာတယ်။အဲ့တော့သူ့ရှိမှခြားထားတဲ့ပြည်နယ်ဆိုးရွားဖွဲ့ကပြင်ဆင်ပေးထားတဲ့တောက်ရီရင်းနှွေးအချိုးပွဲမတုံမတိဘူး။သူ့ကိုရဲ့အရာရှိဖွဲ့ကစီစဉ်ပေးတဲ့ရေဘူးကိုပဲတောက်တယ်။နေလန်ဇာရီပါရီစားတော့လေပြည်နယ်ဆိုးရွားဖွဲ့ကစီစဉ်ပေးတာမစားဘူး။သူကိုရဲ့အရာရှိဖွဲ့ကစီစဉ်တာကိုပဲစားတယ်။မရောက်နိုင်ရင်ပြုတ်မှုတဲ့နေထိုင်ကိုတေချာသတိထားမိခဲ့တော့ဌာနဆိုင်ရာတရင်ရင့်ကပြောဆိုပါရတယ်။ မရောက်နိုင်သည့်ဒရင်ပြည်နယ်ဖာမြို့ခီးစဉ်တွင်လုံခြုံရေးစိတ်ချမရမှုများနဲ့ခီးစဉ်တရင်ပေါက်ကြားမှုကြောင့်အစီအစဉ်များဖျက်သိမ်းခြင်းနဲ့တပ်နယ်တွေ့ဆုံပွဲများဖျက်သိမ်းမှုများလုဆောင်ခဲ့ကြောင်းသိရှိရပါသည်။နိုဘာလ15ရက်နေ့ဖာမြို့ခီးစဉ်တွင် အကြမ်းဖက်မရောက်နိုင်ကဌာနဆိုင်ရာတွေ့ဆုံပွဲနဲ့လုဆောင်ခဲ့ပြီးနောက်လူငယ်စင်တာနဲ့ရဲကပင်မိုးလုံးလေးလုံးအာကစားကွင်းတည်ဆောက်မှုကိုတွားရောက်ဆွစေခဲ့ကြောင်းမူလအစီအစဉ်ဖြစ်သည့်ဖာန်တပ်နယ်တွေ့ဆုံပွဲနဲ့တောင်ဝလေးစစ်ဆေးရုံတို့တွားရောက်မိအစီအစဉ်များကိုဖျက်သိမ်းခဲ့ကြောင်းရင်းနောက်ဖာန်တွင်ညမိတ်တော်ပဲ ရရင်ဖြင့်မော်လာမြမျိုးတို့ထွက်ခွာကအရှိတောင်တိုင်းစစ်ဌာနချုပ်တွင်ညှိုက်ခဲ့ကြောင်းသိရှိရပါသည်။မော်ဘီကြံ့ခံရေးယုံလက်ပစ်ပုံးပြကခါရပြီးလုံခြုံရေးယူပေးနေသည့်စစ်သားနှစ်ဦးဒဏ်ရာပြင်းထန်ကြောင်းသိရပါသည်။ရန်ကုန်တိုင်းမော်ဘီမြို့နယ်ကအကြမ်းဖက်ဆုပ်စုရဲ့အတုရောက်ရွေးကောက်ပွဲအတွက်ပြင်ဆင်နေတဲ့ကြံ့ခံရေးပါတီယုံကိုလက်ပစ်ပုံးပြတက်ခိုက်မှုမှာလုံခြုံရေးယူပေးနေတဲ့စစ်သားနှစ်ယောက်ထိခိုက်ဒဏ်ရာပြင်းထန်ထားကြောင်းလုံဆောင်ခဲ့တဲ့မြို့ပြကျွတ်ကွန်ရက်တာဝန်ရှိသူကပြောပါရတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ16ရက်ညပိုင်းက မော်ဘီမြို့နယ်ပြည်လမ်းမပေါ်မှာရှိတဲ့ကြံခံရေးပါတီရုံးကိုမြို့ပြကျွတ်ကုံရက်လက်အောက်ခံကြောက်တက်တပ်ဖွဲ့ဝင်ကလက်ပစ်ဘုံတွေလက်လုံးမိုင်းတွေနဲ့တွားရောက်ပစ်သွင်းတိုက်ခဲ့တာလို့သိရပါတယ်။အဲဒီတိုက်ခိုက်မှုအပြင်စစ်သားနဲ့ပြူစောကြီးတွေလုံခြုံရေးယူပေးနေတဲ့ဂိမ်းသားကြားရောက်ပေါက်ကွဲခဲ့ပြီးစစ်အုပ်စုတွေထိခိုက်သွားခဲ့ကြောင်းသိရပါတယ်။အဲဒီနောက်မှာတော့စစ်အုပ်စုဘက်ကရုပ်ကုံမိဖက်ကတနက်နဲ့ရန်ကားပစ်ခတ်ခဲ့မှုတွေလုံဆောင်ခဲ့ပြီးမဲ့ရဲဘော်တွေဘေးလိုရာသို့တိမ်းရှောင်နိုင်ခဲ့တယ်လို့သိရပါတယ်။အထက်မှာသူတို့ဘလောက်ရှိမလဲမသိပေမဲ့ အပြင်ကင်းမှာတော့စစ်ခွင်းနဲ့ပြူစောတီ600ယောက်လောက်ပဲရှိပါတယ်။အရင်ကဆိုပြူစောတီတွေလောက်ပဲစောင့်နေပေမဲ့အခုကသူတို့မဲဆွယ်ဖို့ရက်ကလာလို့စစ်ခွင်းတွေပါကင်းလာစောင့်လာလို့တီးရတယ်။၄ယောက်ထိတယ်မှာသူတို့အနာကကြားတဲ့၂ယောက်ကတော့ဒဏ်ရာပြင်းပါတယ်လို့မြို့ပြကျွတ်ကိုရက်ကတာဝန်ရှိသူကပြောပါတယ်။လူမပြောင်းမှုမပြောင်းပဲနာမည်အမျိုးမျိုးပြောင်းအာဏာယူနေကြတဲ့ပြည်သူတွေပေါ်သူတို့ကျွလွန်ထားတဲ့ပြစ်မှုတွေတရားဝင်စေရေးအတွက်လှုပ်ဆောင်ကြမဲ့အတူရောက်ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်းနဲ့ ပူပေါင်းပါဝင်တာမျိုးတွေလည်းမလုပ်ကြဖို့မြို့ပြကျွတ်ကွန်ရက်ကအသိပေးပြောကြားထားပါတယ်။အခုဆိုရင်စေုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲအပိုင်းတဲ့ဤကလာချင်းစစ်တပ်လက်ပါစိပါတီတွေရဲ့မဲဆွယ်စည်းရုံးမှုတွေလည်းရှိကြပြီဖြစ်ပါတယ်။ဒီထဲမှာစစ်ဘိုလ်ချုပ်တွေနဲ့စုပွဲထားတဲ့တန်ခိုင်ရေးပါတီဟာလည်းရွေးကောက်ပွဲမစခင်ကတည်းကကြိုတင်အနိုင်ရတဲ့နေရာတွေရှိနေပြီးအတူရောင်ရွေးကောက်ပွဲအတွက်အားခက်ထားကြကြောင်းသိရပါတယ်။သူတို့ကတော့ရအောင်လုပ်မှာပဲလို့နားလည်ထားတယ်။ဒီတော့ကျွန်တော်ကလည်းရအောင်နှောက်ရတာမျိုးကိုအစွမ်းကုန်လုပ်မှာပါ။ ပိုပြီးပြင်းထန်တဲ့တိုက်ခိုက်မှုတွေလည်းရှိဦးမှာပါလို့မြို့ပြကျွတ်ကုံရဲ့တာဝန်ရှိသူကပြောပါရယ်။ရွှေကုတ်ကိုကြားဖြတ်မြရုံခါတဲ့ညအကြောင်းပြန်ဆက်ပေးကြပါရယ်။ရင်းနယ်ခြားဆောင်တပ် BGF ကအကြမ်းဖက်ဖက်စစ်တပ်နဲ့ပေါင်းပြီးဒရင်ပြည်နယ်မြောက်ဝတီမြို့နယ်ရွှေကုတ်ကိုမြို့နယ်ကကြားဖြတ်တွေကိုအပြည့်အစုံနှိမ်သင့်တော့မယ်လို့ကြိုးနေအသိပေးပြီးသတင်းထုတ်ပြီးတဲ့နောက်ရွှေကုတ်ကိုမှရှိတဲ့မွေလင်ကြားပြန်ကိုင်းသမားတွေမရိညာကညာရင်းချင်းအလုံးရင်းနဲ့ထော့ခဲ့ကြောင်းတီးရပါရယ်။ BGF ပြောခွင့်ရနိုင်မောင်စောက ကြားပြတ်လုံကောင်းတွေကိုအပြည့်အစုံနှိမ်နှင်းတော့မယ်အကြောင်းနိုဘာလ19ရက်နေ့မှာထုတ်ပြန်ပြောဆိုခဲ့သလိုအချမ်းဖက်စစ်ကောင်းဆောင်မရောက်နိုင်ကြလဲနိုဘာလ15ရက်နေ့ကဂရင်ပြည်နယ်ဖန်ခီးစင်တွင်ဝီရင်လုံကောင်းများကိုအမျိုးသားရေးတာဝန်အနေနဲ့နှိမ်နှင်းမယ်အကြောင်းပြောကြားခဲ့ပါတယ်ဒီလိုချိုးတင်အတိပေးသတင်းနှုတ်မှုတွေကြောင့်နိုဘာလ19ရက်နေ့မနေ့ညပိုင်းကရွှေကိုကကြားပြတ်တွေအစုလိုက်အပြုံလိုက်ထွက်ပြေးကြရာမြို့နေရာ၌ရှုတ်ချက်ခတ်ကုန်ပါတယ် ရွှေကိုကိုမှာဂျာပြန်လုတ်ကန်သူအယောက်1000နဲ့2000ကြားရှိပြီးအခုလိုနှိမ်နှင်းဖို့ဆုံးဖြတ်တာဟာအမေရိကန်နဲ့တရုတ်ရဲ့ဖိအားတွေကြောင့်မဟုတ်ပဲကိုဘာသာနှိမ်နှင်းဖို့ဆုံးဖြတ်တဲ့အခြေအနေကိုက်ရည်နေတာဖြစ်တယ်လို့ BDF နိုင်ငံစိုးကပြောဆိုထားပါတယ်။လက်ရှိမှာတရုတ်ကနိုင်ငံတကာရည်စွမှုတွေနဲ့ဖမ်းမိထားတဲ့ရွှေကိုကိုထူထောင်သူရှီစီဂျန်ကိုထိုင်းနိုင်ငံကနေရဲပြောင်းလက်ခံခဲ့ပြီးအမေရိကန်နိုင်ငံကလည်းဂျာပြန်တွေကိုကောက်ွယ်ပေးကအကျိုးမြတ်ရယူနေတဲ့ DKBN နဲ့ခေါင်းဆောင်လျှောက်ကိုပိတ်ဆို့ရေးယူခဲ့တယ်လို့ ဂျားဖြတ်လုံငေါင်းတွေကိုနှိမ်နှင်းဖို့ Scam Center Strike Force အထူးတပ်ဖွဲ့ကိုဖွဲ့စည်းလိုက်ကြောင်းနိုဘာလ12ရက်မှာကြေညာခဲ့ပါတယ်။တိတ်မကြသေးခင်ကလည်းနာမည်ဆိုးနဲ့ကြော်ကြားနေတဲ့ဂျားဖြတ်တွေခြေဆိုင်ရာ KK ဘက်ကိုဝင်းရောက်စီးနှင်းတော့မဲ့အကြောင်းမြန်မာစစ်တပ်ကကြိုးတင်အတိပေးသတင်းလွှင့်ခဲ့တာကြောင့် KK ဘက်မှာရှိတဲ့ဂျားဖြတ်တွေအလုံးအကျဉ်းထွက်ပြေးတဲ့ကလက်ရှိမှာဂျားဖြတ်နေနေရဖြစ် KK ဘက်ထက်ကစော့အုံတွေကိုဖောက်ခွဲပျက်စီးမှုတွေစက်တိုက်လုပ်ပြနေတာဖြစ်ပါတယ်။